ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာ one friday by 16 game way မှာသွေးလင်းတက်ကိုအနိုင်ယူပြခဲ့တဲ့ time muay thai fighter ကြီး why champion ဟောင်းကြီးဆံမေကပွဲပြီးမှသွေးလင်းတက်ကိုချီးကျူးစကားပြောသွားခဲ့ပါတယ်ဆံမေဟာကွင်းပြင်ကိုထွက်လာတော့သူ့အားပေးရဲ့ပြည်သက်တွေနဲ့ဆုံတွေ့ခဲ့တယ်အားပေးရဲ့ပြည်သက်တွေကလည်းပွဲချိန်နဲ့ပတ်သက်ပြီးတော့ဆံမေကိုမေးခွန်းနေမေးခဲ့ကြတယ်ပေါ့လေဒီချိန်မှာဆံမေကပြိုင်ဘက်ဆိုတဲ့အတုံးတုံးကိုတုံးပြီးတော့ ွေးလင်းထက်ကိုရည်ညွှန်းသွားခဲ့ပါတယ်။ပြီးတော့သွေးလင်းထက်ကစားပုံတကယ်ကောင်းတယ်။ဒီကစားသမားလေးဟာအတွေ့အကြုံပိုင်းဆိုင်ရာတိုးတက်လာရင်ပိုကောင်းတဲ့ကစားသမားလေးဖြစ်လာနိုင်လိမ့်မယ်လို့ယူဆမိတဲ့အကြောင်းဆံမေကပြောသွားခဲ့တယ်။ပြီးတော့သွေးလင်းထက်အနေနဲ့အခုရှုံးပွဲကနေသင်ကန်းစာတွေထုတ်နှုတ်ရဦးတတ်မယ်ဆိုရင်ပိုပြီးတိုးတက်လာလိမ့်မယ်လို့လည်းတိုက်တွန်းစကားပြောသွားခဲ့ပါသေးတယ်ခင်ဗျ။အဲ့ဒီပြောစကားတွေထဲမှာကျွန်တော်အကြိုက်ဆုံးဖြစ်ခဲ့တဲ့စကားကတော့ တခွန်းနဲ့ပါပဲအဲ့ဒါကတော့ကျွန်တော်ကိုနောက်တောင်းကြအောင်လှုပ်လိုက်နိုင်တာနဲ့တင်သွေးလင်းထက်ကိုဒီပွဲအတွက်ရှိကျူးတင်နေပါပြီလို့ဆံမေကပြောသွားရတာဖြစ်ပါတယ်ခင်ဗျသူကြီးညွန့်ကျင်တာကသူ့လိုရှမ်ပီယံဟောင်းတယောက်သူ့လိုမွေထိုင်းဝါရင်သပိုင်းတယောက်ကို နောက်တောင်းကြအောင် လုပ်ဖို့ဆိုတာဟာမလွယ်တော့ဘူးဒါပေမဲ့သွေးလင်းထက်ဟာဖြစ်အောင်လုပ်ပြသွားတယ်အဲ့လိုကစားပြသွားတဲ့တက်တစ္ဆာဖိုင်တာတယောက်ကို ်ခမားတို့ချီးကျူးတင်တယ်ဆိုတဲ့သဘောတရားမျိုးဆံမေကပြောသွားခဲ့တာဖြစ်ပါတယ်ခမားဒါကြောင့်လဲဆံမေကိုဖိုက်တာအားလုံးကလေးစားနေရတာဖြစ်ပါတယ်ဆံမေဟာမနေ့ကပွဲမှာဆိုရင်လဲနော့ခ်ဒေါင်းကျသွားတဲ့အချိန်အထိသွေးထက်ကိုအသာစီမရသေးဘူးအဲ့ဒီနောက်မှာသွေးထက်ကပွဲကိုသူအစည်းအနေထားရပြီဆိုပြီးဖိထိုးလိုက်တယ်ဖွင့်ထိုးလိုက်တဲ့အချိန်မှာဆံမေကတံပြံမို့ခွင်းလန်းနေရသွားတယ် ပွဲကိုသူ့ဘက်ကိုပြန်ရောက်အောင်ဆွဲယူလိုက်နိုင်တယ်။နောက်ပြီးတော့တတိယပွဲကြီးအစမှာတွင်းလင်းတက်ကိုနောက်တောင်းပြန်ကျအောင်လုံးလိုက်နိုင်ပြီးတဲ့နောက်မှာ စိတ်တရရအသာစီးအနေထားကိုရောက်ရှိသွားခဲ့တယ်ခမညပွဲပြီးပြိတ္တတွေနဲ့တွေ့ဆုံတဲ့အချိန်မှာအဲ့အကြောင်းကိုလည်းဆံမေကထည့်ပြောသွားခဲ့တယ်သူ့အနေနဲ့တတိယပွဲချီမှာ တွင်းလင်းတက်ကို နောက်တောင်းကျအောင်ပြန်လုံးလိုက်နိုင်တာကဒီပွဲရဲ့အကြီးမားဆုံးအလှည့်ပြောင်းမယ်လို့ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်ဟုတ်ကဲ့ ဆမ်မီကတော့သွေးနှင်းတက်ကိုအနိုင်ရခဲ့ရင်မဲ့ဒီပွဲမှာသူကဝါတဘာအတွေ့အကြုံတွေအရာသွေးနှင်းတက်ကိုအသာစီးယူနိုင်ခဲ့တာဖြစ်ပါတယ်သွေးနှင်းတက်ဟာဖိုက်တာကောင်းလေးတစ်ယောက်ဖြစ်ပါတယ်သူ့ကိုနော့ခ်ဒေါင်းကျအောင်လှုပ်လိုက်နိုင်တာနဲ့တင်သွေးနှင်းတက်ကိုဒီပွဲအတွက်ချီးကျူးတင်နေပါပြီလို့ဝန်ခံပြောကြားသွားတဲ့အကြောင်းပရိသတ်တွေသိရှိရအောင်တင်ဆက်ပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ